မင်္ဂလာပါနော်။နွေဦးမိသားစုဝင်အပေါင်းတို့ရေကျမတို့ရေနွေဦး family channel လေးကနေပြန်လည်ကြိုဆိုလိုက်ပါရရှင်။ဒီကနေ့မှာတော့အမားကန်ကောကငါးကောင်းချင်စဲချက်နီးလေးကို မျှဝေပေးထားပါရရှင်။ငါးကောင်းချင်စဲချက်မယ်ဆိုလို့ရှိရင်မိမိတို့ကြိုင်းနှစ်သက်ရာငါအမျိုးအစားရဲ့ကောင်းကိုအတုံးပြုလို့ရပါရရှင်။ ဒီနေရာမှာတော့အမကန်ကောကငချင်းကောင်းကိုအတုံးပြူထားပါတယ်ရှင်ပထမဆုံးအနေနဲ့မိဖို့ပေါ်မှာရေကိုပွပွက်ဆူအောင်တဲစနွင်းလေးထည့်ထားပြီးတော့ငါးကောင်းကို3မိနစ်လောက်ပြုတ်ထားလို့ရှိရင်ငါးကောင်းရဲ့အညီနဲ့နေထွက်သွားပါတယ် ပြီးရင်ကျမတို့ရေးသွင်းပြီးတော့စေးချလိုက်မယ်စေးချပြီးရင်အခုကျမတို့ဗီဒီယိုထဲမှာမြင်တဲ့အတိုင်းငါးကောင်းလေးကိုဟိုရေးစစ်ထားမယ်ပေါ့နော်ပါဝင်ပစ္စည်းလေးတွေကတော့ဇပလင်တချောင်းစက်သွန်ဖြူစက်သွန်နီးကျင်ငရုတ်သီးစိမ်းကတော့မိမိတို့အဆက်စားနိုင်သလောက်ထိထည့်လို့ရပါတယ်ရှင်။ဒါလေးကတော့ကျမတို့ငါးကောင်းဟင်းရီထဲမှာထည့်ဖို့မှုမုံလာဥနီပန်းကော်ပြီး ေးပြညချင်းငုံဦးပေပင်ပေါက်တို့လိုအပ်ပါမယ်ရှင်မိမိတို့ကြိုက်နှစ်သက်ရာတခြားအသီးရွက်များကိုလည်းပေါင်းထည့်ပြီးတော့ချက်လို့ရပါတယ်ရှင်ပေပင်ပေါက်ကမြေပဲပင်ပေါက်လိုမျိုးအကြီးမျိုးဆိုရင်တော့ပို့ပြီးတော့ကောက်ပါရရှင်အခုကတော့ရှိတဲ့ပေပင်ပေါက်ပဲထည့်ရလို့ပါ ကဲကိုတော့ငါးကောင်းဟင်းရီလေးစပြီးတော့ချက်ကြပါမယ်။ជីပူလာလို့ရှင်ရင်ကျမတို့စပလင်ကိုအရင်ထည့်ပါမယ်။ဂျင်းပြီးလို့ရှိရင်ဂျင်းကိုထည့်ပါမယ်ရှင် ပြီးရင်ကြက်သွန်ဖြူကြက်သွန်နီထည့်ပါမယ်စနေမဟုတ်လေအနေငယ်ထည့်ပါမယ်ရှင်မြစ်ချင်ထဲပါမယ်မြစ်ချင်ကကိုကများများကြိုက်တယ်ဆိုရင်လည်းများများထဲလို့ရပါတယ် ရုပ်သီးစိမ်းလေးထည့်ပါမယ်။မုံလာဦးနီထည့်ပါမယ်။ရုပ်သီးစိမ်းဟာခွဲပြီးတော့ထည့်ပါမယ်။ပြီးရင်ကျမတို့ပန်းခေါ်ပြီးဟုတ်ပါအရင်ဆုံးပေါ့နော်နည်းနည်းမာတဲ့အတီးရွက်တွေကိုပေါ့နော်အရင်ထည့်ပါမယ် ီးရင်ကျမတို့စောစောတော့ပြုတ်ပြီးတော့ရေးစေးထားတဲ့ငါးကောင်းကိုထည့်ပါမယ်အေးနော်ရေနွေးထဲမယ်ပေါ့နော်ရေစိမ်းကျမတို့ထဲစရာမလိုပါဘူးဘာဖြစ်ဆိုတော့အတီးရွက်တွေဖြစ်နေတာရယ်ငါးကောင်းကလည်းပြုတ်ပြီးသားဖြစ်နေတာအတွက်ကြောင့်ရေနွေးလေးပဲကျမတို့ထဲပါမယ် ဒါကတော့ကျမတို့ငါးကောင်းတဲ့ကိုထဲဖို့အရေးပြောမှာပါအဲ့ဒါကတကြားတဆွန်တမယာကြီးငါးငံပြန်ကြီးတဆွန်ပြီးရင်ပဲငံပြန်ကြီးတဆွန်စာအနေငယ်ထည့်ပြီးတော့ဖြောထားပါမယ် အခုအရေးပေါ်ပတ်ဆိုလာတော့ကျမတို့မှုနဲ့ပဲပြားကိုထဲပါမယ်။မှုကလည်းနူညံ့တယ်၊ပဲပြားကလည်းကြေလွယ်တဲ့အတွက်ကြောင့်ကျမတို့နောက်မှထဲတာပါ။ငုံဥထဲပါမယ်ရှင်။ဟုတ်ပါလေ၊မှုပေးမယ်နော်။ ပြီးရင်တော့စောစောကကျမတို့ဖြော်ထားတဲ့ဒီဆက်ထားတဲ့အရေးပေါ့နော် အချင်းရေးပေါ့နော်အဲ့ဒါလေးကိုထည့်ပါမယ်အပေါ်ငံမြည်ကြည့်လိုက်တဲ့အခါကျတော့အချင်းတက်လေးနည်းနည်းလိုနေလို့ ကျမတို့တမယာတိတစိတ်ကိုညစ်ပြီးထဲတာပါဒီနေရာမှာအာပြောစရာရှိတာကရှာလကာကြီးထည့်လေရတယ်အချင်းကို ဒါမှမဟုတ်လို့ရှိရင်မကြီးမဲ့လဲထည့်လို့ရတယ်။ကျမတို့ကတော့တံမြားကြီးလေးတုံးထားတယ်ပေါ့နော်။ပဲပင်ပေါက်လေးဖြူပါမယ်ရှင်။ကဲအခုဆိုရင်တော့အင်မတန်မှအာရတာရှိတယ်ငါကောင်းချင်ရင်ပေါ့နော် ချင်ဆက်ဟင်းလေးပေါ့နော်အဲရပါပြီအာကျမတို့ရဲ့ຫນွေဦးမိသားစုဝင်အားလုံးတို့လည်း ဒီဟင်းဒီလေးကိုအာချက်စားကြည့်ဖို့တိုက်တွန်းလိုပါတယ်ရှင်အားလုံးကြံမာပေးခင်ကြပါစေရှင်